ရစီသိန်းကိုအားပေးနေကြတဲ့ brother ညီကိုပြည်သက်တွေအားလုံးပဲမင်္ဂလာပေါင်းတဲ့ခါကြောင်းပါ0ဥစောပထမနှုတ်ခွန်းဆက်တာလိုက်ပါရယ်ဒီပလေးမှာတော့ကျွန်တော်နေတဲ့ဒီကနေ့မနက်ခင်းအတွက် Chelsea တရင်အကြောင်းအရာလေးတွေကိုစူးစီးတဲ့စူးစီးဖော်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတွင်ပုံအနေနဲ့ကတော့ဒါကျွန်တော်တို့ပြီးခဲ့တဲ့နေ့ရက်လောက်က top volley ကအင်တာဗျူးတစ်ခုမှာအဲသူတို့အသင်းအနေနဲ့ပေါ့နော်ခေါ်ယူတဲ့ခေါ်ယူထိုက်တဲ့ player တော်များများကိုခေါ်ယူခဲ့ပြီးဖြစ်တယ် ငွေကြေးရ financial ရသူတို့၃သိန်းတလောက်သုံးပြီဆိုတဲ့အနေထားမှာဒီလာမဲ့ transfer window မှာတော့သူတို့ကတိတ်ပြီးတော့ significant ဖြစ်တဲ့ transfer တွေပြုလုပ်ဖို့ညာကိုင်းလုံးနေတယ်ဆိုပြီးတော့သူ့ရဲ့စကားပေါ်အခြေခံပြီးတော့သတင်းတွေမှာဖော်ပြခဲ့ကြတယ်။ဒါပေမဲ့လက်ရှိနီးစပ်တဲ့ဆိုတခုကဖော်ပြရဖော်ပြချက်ရဆိုရင်တော့ချက်စီးသိန်းကအဲအောက်တယ်ဗျကြီးကြီးမားမား financial မျိုးသုံးချင်မှသုံးလိမ့်မယ်သို့တော်လည်းပဲလက်ရှိအသင်းမှာဘုတ်ဖွဲ့ဝင်တွေအနေနဲ့ဒီရသည် ်ခေါ်ယူဖို့အတွက်တိုက်စစ်ကွင်းလေခံစစ်အားလုံးကိုသူတို့အနေနဲ့လုံလောက်တဲ့ငွေကြေးမျိုးရရှိထားပြီးဖြစ်တယ်လို့ဆိုလာခဲ့တာဖြစ်ပါတယ်ဒီကစားသမားတွေကိုခေါ်ယူဖို့အတွက်ချက်စီရဲ့တာဝန်ရှိသူတွေဘက်ကငွေကြေးကိုလုံလောက်အောင်သုံးဆွဲဖို့အတွက်အစဉ်အသစ်ဖြစ်နေပြီဆိုတော့အနေထားလို့ကျွန်တော်တွေလည်းသိရတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒါရင်ခုံစွာနဲ့ပဲ transfer window မှာထပ်ပြီးတော့စောင့်ကြည့်ရအောင်မယ်ဆိုတဲ့သဘောဖြစ်ပါတယ်ဆိုတော့ဘော်လေးကတော့သူတို့မသုံးတော့ဘူးဆိုပေမဲ့ ်ခုလက်ရှိဒီ resource ရဲ့ဖော်ပြချက်မှာတော့အစားအသောက်သုံးမယ်ဆိုတဲ့အနေထားမျိုးမှာရှိပါတယ်။တစ်ဖက်မှာတော့ Chelsea အသင်းအနေနဲ့ကျွန်တော်တို့ Yao Patro ကိုကန့်လန့်မှုစတင်ထားတယ်လို့ကျွန်တော်တို့သိရတယ်။အထူးသဖြင့်တော့ပေါင်တန်း90ဝန်းကျင်နဲ့ Chelsea အသင်းဘက်ကဒီစားသမားနဲ့ပတ်သက်ပြီးတော့ထိတွေ့မှုတွေစတင်လိုက်တာဖြစ်တယ်လို့သိရတယ်။ဆိုတော့လက်ရှိမှာအဲကစားသမားဘက်ကတော့ Chelsea အသင်းကို open ပေးထားတယ်ဆိုပြီးကျွန်တော်သိရတယ်။ဒါပေမဲ့ Main Club အသင်းအနေနဲ့ကတော့ ဘာမှတော့ response လောက်တာတော့လက်ရှိဒီ report ကိုဖော်ပြချက်မှာတော့ထည့်သွင်းထားတာမရှိဘူးဒါပေမဲ့ဒီ source မှာ ဖော်ပြထားတာကအထူးသဖြင့် Chelsea တင်းက Club World Cup မတိုင်ခင်မှာ Yao Petro ကိုသူတို့ရဲ့ Tight Six Squad ထဲမှာထည့်သွင်းဖို့အတွက်ကိုစာနာရှိနေလို့ကျွန်တော်သိရတယ်ပေါ့နော်ဆိုတော့သတင်းထွက်တာကရပိုင်းမဲ့ရှိသေးတယ်ဒါပေမဲ့ Chelsea တင်းကတော့ဒါလှိမ့်လင်းမြန်မြန်နဲ့ပဲ Yao Petro ကို ရရှိနိုင်ဖို့အတွက်ကြိုးပမ်းနေတဲ့ခြေလှမ်းတွေကိုကျွန်တော်တို့နေတွေ့မြင်ရတာပဲဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒါကရာဟူပက်ထရိုနဲ့ပတ်သက်တဲ့အခြေအနေလေးပဲဖြစ်ပါတယ်တစ်ဖက်မှာလည်းတိုက်စစ်ကစားသမားတွေကိုချက်စီးသင်းချိန်ရွယ်တွေပါတယ်ချက်စီးသင်းချိန်ရွယ်တွေရဲ့တိုက်စစ်ကစားသမားတွေမှာဒါလန်ဒဲလပ်ပါတယ်ဒါတော့အားလုံးသိပြီးသားကစားသမားပဲပြီးရင်ဘင်ဂျမင်ဆက်ကိုပါတယ်နောက်ပြီးတော့ကျွန်တော်တို့နောက်ထပ်အဲမျက်နှာတစ်လို့ပြောရမှာပေါ့နော်ဟူကိုအကီတကီဆိုတဲ့ကစားသမားလေးပါနေပါတယ် ဒါအကီတိုက်လို့လည်းခေါ်တယ်ပေါ့နော်ဆိုတော့အမျိုးမျိုးတော့ခေါ်ကြတယ်ဒါပြင်သစ်လို့အတန်တော့ကတစ်မျိုးအင်္ဂလိပ်လို့အတန်တော့ကတော့တစ်မျိုးပေါ့နော်ဆိုတော့ထားပါတော့ဟူကိုအခီတိုက်လို့ပဲကျွန်တော်အတန်ထွက်လိုက်တော့မှာပေါ့နော်ဆိုတော့ဒီကစားသမားကလက်ရှိမှာအသက်အရွယ်အပြည့်22နှစ်ပဲရှိသေးပြီးတော့ front back မှာကောင်းမွန်တဲ့ခြေစွမ်းချို့ကိုပြသနိုင်နေတဲ့အတွက်ဒါ Chelsea တောင်းဝင်ရှိသူတွေဘက်ကကစားသမားကိုစိတ်ဝင်စားလာတာဖြစ်တယ်ပေါ့နော်အဲလက်ရှိ front back ဘက်ကတော့သူတို့ရဲ့ကစားသမားနဲ့ပတ်သက်ပြီးတော့ပေါင်သန်း100ဝန်းကျင်လောက်လိုချင်နေတယ် ဒါဒီပမာဏကိုချက်စီးသင့်နေတဲ့၃ပါမလားဆိုတော့မေကွန်ထုတ်เสียရှိပေမဲ့လက်ရှိမှာအာဆင်နယ်လီဗာပူးရိုးနဲ့အပြိုင်ချက်စီးသင့်ကဒီကစားသမားပေါ်မှာစိတ်ဝင်စားတဲ့ခြေလှမ်းတွေကထိတ်ဆုံးမှပြေးနေတယ်လို့ကျွန်တော်နားလည်ထားတာဖြစ်တယ်။တစ်ဖက်မှာလည်း၁၀ရာခိုင်နှုန်းကိုကျွန်တော်တို့ front back အနေနဲ့ဒါသူတို့အရင်ရှေ့မှာခွဲယူခဲ့တဲ့အသင်းကိုပြန်ပေးရမှာဆို front back ကလည်းတန်း၁၀၀လောက်လိုချင်တယ်တန်း၁၀၀ဆိုသူတို့ကတန်း၂၀လောက်ပြန်ပေးရမှာဒါပေမဲ့ငွေကြေးရောက်ခဏထားလက်ရှိမှာတော့ဒါ Hugo Akitike ရဲ့ အအနေထားနဲ့ပတ်သက်ပြီးတော့ Chelsea တင်းကစိတ်ဝင်စားနေပြီးတော့လက်ရှိ tight sit option ထဲမှာဆိုလို့ရှိရင်အဒီကစားသမားကလည်း Chelsea တင်းရဲ့တကယ်ကို focus target ထားပြီးတော့စောင့်ကြည့်ခြင်းခံရတဲ့ကစားသမားဖြစ်လာခဲ့တယ်အဆက်ဆက်သတင်းတွေနဲ့ကကျွန်တော်တို့စိတ်ဝင်စားခဲ့တဲ့အ Vita Osimhen ကလက်ရှိမှာ Saudi Arabia club အသင်းတွေထံကိုပြောင်းရွှေ့ဖို့အတွက်သတင်းတွေထွက်နေတယ်လို့ကျွန်တော်ကြားရတယ်ပေါ့နော်ဒီလိုပဲတစ်ဖက်မှာလည်းကျွန်တော်စိတ်ဝင်စားတဲ့ Leon Delap ဟာဆိုလို့ရှိရင်လည်းဒီ Everton တင်းရဲ့ ်စိတ်ဝင်စားချင်းကပ်မှုတွေကိုခံနေရတယ်လို့ကျွန်တော်နေသိရတယ်ဒါပေမဲ့ဇာသမားဘက်ကတော့ United Chelsea ကိုတော့ဦးစားပေးစဉ်းစားသွားမယ်ဆိုရင်ဒါမျိုးဖြစ်တယ်သို့တော့ Chelsea သမားကတော့သူတို့ option ကိုနည်းနည်းလေးကြကြပြတ်မြတ်စဉ်းစားလိုက်တယ်ဆိုတဲ့အနေအထားမျိုးကိုတော့သွားတယ်လို့ကျွန်တော်နေယူဆလို့ရတာပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်လက်ရှိတိုက်စစ်နဲ့ပတ်သက်ပြီးတော့ update တက်လာတဲ့အခြေအနေတွေပါနောက်ဆုံးသတင်းပုံတွေနဲ့ကတော့ကျွန်တော်တို့လာမယ့် Nottingham Forest အသင်းရဲ့ပွဲစဉ်အတွက်တိုက်စစ်ကစားသမားတွေအနေနဲ့ အန်ကန်ကူမတ်ကူတို့နှစ်ယောက်စလုံးဟာ available ဖြစ်တယ်လို့သိရပြီးတော့ဒီဇာသမားနှစ်ယောက်အနေနဲ့ Forest တင်းရဲ့ပွဲစဉ်တော့ပြုလုပ်နေတဲ့ Chelsea တင်းရဲ့ training session တွေမှာအပြည့်အဝပူးပေါင်းပါဝင်နိုင်နေတယ်လို့ကျွန်တော်လည်းကြားသိရတာပဲဖြစ်ပါတယ်ခင်ဗျာဒါတွေကကျွန်တော်လည်းဒီကနေ့မနက်ခင်းအတွက်တင်ဆက်ပေးခြင်းနဲ့ Chelsea တင်းအကြောင်းအရာတွေပဲဖြစ်ပါတယ်ဆုံးလူကြည့်ရှုအားပေးကြတဲ့ Brother ညီကိုပရိသတ်တွေအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်အားလုံးပဲ see you next video ပါနော်